အလုံးမဲမင်္ဂလာပါရှင်ရှင်တင်းကချန်တင်းကနေပြန်လည်ကြိုဆွန်လိုက်ပါတယ်မနက်ဖြန်အော်တိုဘားလ14ရက်နေ့အတွက်အနောက်ဆုံးရမလို့သားချုပ်တင်ခံမှန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမလို့ဝတာအနေဖြင့်စူပါတိုင်ဖုန်းမုန်တိုင်းဖြစ်ပေါ်နိုင်သည့်တရင်ခြေနေများနဲ့မိုးသည်ထန်စွာရာသွန်းခြေများကြောင့်ဖြစ်ပေါ်လာသည့်မြေကြီးချင်းခြေနေသတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင်ပထမအဆုံးအနေဖြင့်ယနေ့အော်တိုဘားလ13ရက်နေ့မနက်9:00နာရီ အာရှရာသီဥတုသတင်းရစူပါတိုင်ဖုန်းမွန်တိုင်းကြီးတလုံးထက်လာအောင်မည်အခြေအနေသတင်းများကိုတင်ပြပေးပါမယ်။တိုင်ဖုန်းမွန်တိုင်းနဂရီသည်ဂျပန်တောင်ဘက်ကမ်းလွန်းတွေရရှိနေပြီးလေတိုင်းနှုန်း109မိုင်ဖြင့်ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းသို့ဦးတည်နေပါသည်။စူပါတိုင်ဖုန်းဖန်ရှင်အခြေအနေကတော့ပစိဖိတ်အနောက်ပိုင်းတွင် လေပြင်းအနေရဝင်ဖြစ်ပေါ်နေပြီးထိုင်ဝမ်ဘက်သို့ရွေ့လျားနေပါသည်။ ၎င်းသည်တိုင်ဖွန်ဖန်ရှန်ဖြစ်အားကောင်းလာပြီးတောင်တရုတ်ပင်လယ်ရောက်တွင်ပိုကျက်လေတိုင်းနှင့်133မိုင်အထိရှိသောစူပါတိုင်ဖွန်မုန်တိုင်းကြီးဖြစ်လာနိုင်ပါသည်။အော်တိုဘားလ23ရက်နေ့တွင်ဟောင်ကောင်တောင်ဘက်ကန်လွန်မှဟိုင်နန်ကျွန်းဘက်ကွေဝင်ပြီးကျွန်းကိုဖြတ်ကျော်ချိန်တွင်အပြော့သွားမည်။အော်တိုဘားလ24ရက်နေ့တွင်ဗီယက်နမ်တုန်ကင်းပင်လယ်ကွေကို လေပြင်း65မိုင်ခန့်ဖြင့်ကုန်းတွင်းပိုင်းသို့ဝင်ရောက်လာပါမည်။မြန်မာနိုင်ငံပေါ်တက်ရောက်မှု မုံတိုင်းလက်ကျန်မှုပပအနေဖြင့်တင်းင်းတိုင်းတိုင်းပုတ်ပြင်းတို့အော်တိုဘာလနာဆုံးဘက်တွင်ဝင်ရောက်နိုင်တော်လဲဆွေးရင်စရာမရှိနိုင်ပါတချိန်တည်းတွင်ဘင်္ဂလားပလင်အနာတာမိုင်းမှာ APR နေရဝင်းကြောင့်မြန်မာတပြည်လုံးမိုးပါပါဆက်လက်ရွာသွန်းနိုင်ပါ रे ရက်အလံဝင်နေသေးသောကြောင့်အချိန်နှေးပြောင်းလဲရှိနိုင်ပါ रे ဆက်လက်ပြီးမိုးတဲထန်စွာရွာသွန်းခြင်းကြောင့်မြေရှမ်းချင်းတတိပေးချမ်းများနဲ့မြေချိန်များကိုပြောပြပေးသွားပါမယ်ယနေ့7ရက်ဆယ်လ2025ရက်နေ့ နနက်6နိုင်ခွဲအချိန်တိုင်းတာချက်မြည်အချိန်နဲ့တင်ပြပေးလိုက်ပါတယ်။မြကြီးနားမြည်တပေခန့်ထက်တန်မနေ့ကညနေမှ12နိုင်တွင်မြကြီးနားမျိုးဤမနေ့ကမြင်းဆုံပူချိန်37.5 °C ယနေ့အနေဆုံပူချိန်55.6 °C ဖြစ်ပါတယ်ရှင်။မြကြီးနားမြည်သည်စွန့်ရင်မတ်ဌာနီယာစင်တီမီတာသို့ရရှိရန်624 cm ပြီး20ကျော်ခန့်အလိုရင်းရရှိနေပါတယ်။ စတရဆယ်လာ2025ရင်းနေ့နေ့လယ်ပိုင်းမှယနေ့နံနက်ပိုင်းအထိမြစည်းနားမြေရေစုစုပေါင်း134စင်တီမီတာလေးပေခွဲနီနီခန့်မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။ယနေ့နေ့လယ်ပိုင်းတွင်ပြင်းလဲကြဆင်းနိုင်ပါတယ်။မြေအတက်ကြပုံမှန်နေထားခန့်မှရှိနေပါမယ်။ထူးကဲမြေကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါရှင်။အီယော်ဒီမြင့်အထက်ပိုင်းမှာမူအာတင်တင်ရှိနေပါတယ်။ရန်ဖန်ရန်ခါအီယော်ဒီမြင့်ဆုံးထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရသွင်းခြင်းများကြောင့် မြကြီးနာမြေကြာစင်နေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အီအော်ဒီမြေအထက်ပိုင်းမိခါမြေနဲ့မလိခမြေဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။အီအော်ဝတီမြေကိုတခြားနဲ့ချင်းနစ်မြေကိုတခြားမြေကန်နီမြင်းနေဒေသများနဲ့မြင်းလူစုများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ အေအော်ဒီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်မယ့်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းတင်းမြစ်ရဲ့ချင်းနေကန်တီမြစ်ရဲ့တလမခန့်ထက်ကြားမိခညဏီမှ7နိုင်တွင်မုံရွာမြစ်ရဲ့တလမခန့်ထက်ကြားမိခညဏီမှ7နိုင်တွင်ချင်းတင်းမြစ်အထက်ပိုင်းမှာလက်တလောရင်မွအားနေငယ်ရှိနေပါရစေ။မြစ်ရဲ့အကြာနေနေပါအောင်မေချင်းတင်းမြစ်ရဲ့တဲကြပုံမှန်နေထားခန့်မှာရှိနေပါမေ။ ထူးကဲမြင့်ကြီးနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်။ခန်းတီးမြင့်ရင်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အနေငယ်ထက်တန်နိုင်ပြီးယနေ့နေ့လဲပိုင်းနဲ့ညနေပိုင်းတို့တွင်ပြန်လည်ကြဆင်းနိုင်ပါရှင်။ဟုံးမလေးမြင့်ရင်ဖြည်းဖြည်းချင်းဆက်လက်တန်နေပါအောင်မယ်။မနက်ဖြန်နံနက်ပိုင်းတွင်ပြန်လည်ကြဆင်းလာနိုင်ပါရှင်။ဖောင်ပြင်းမော်လိုက်ကလေးဝါမင်းကင်းကနီမျိုးနဲ့မုံရမျိုးတို့မြင့်ရင်များဖြည်းဖြည်းချင်းဆက်လက်တန်နေပါအောင်မယ်။ AOD မြင့်ရင်ချင်းနဲ့ ဗမာမျိုးနဲ့ရှေကူမျိုးတို့မြည်များပြည့်ပြည့်ချင်းဆက်လက်တန်နေပါအောင်မယ်။ကတာမျိုးမြည်အနှင်းငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါသည်။ထီချိုင်းတပိတ်ချင်းမန္တလေးစက္ကိုင်းမြင်းမူပခုတ်ကူညအူကြောင့်မင်းဘူးမျိုးနဲ့မကွေးမျိုးတို့မြည်များပြည့်ပြည့်ချင်းဆက်လက်ကြာဆင်းနေပါမယ်။အောင်လံမြည်အတက်ကြမရှိရတန်နေပြီးယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်ကြာဆင်းနိုင်ပါသည်။ပြည်မျိုးမြည်အတက်ကြမရှိရတန်နေပြီ ယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်ကြာဆင်းနိုင်ပါသည်စိတ်သာမြည်ရင်အတက်ကြာမရှိရတန်နေပြီယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်ကြာဆင်းနိုင်ပါသည်ဟင်္သရမြည်ရင်အတက်ကြာမရှိရတန်နေပြီယနေ့ညပိုင်းနှင့်မနက်ဖြန်နံပိုင်းတို့တွင်ပြန်လည်ကြာဆင်းနိုင်ပါသည်ဇလုံးမြို့မြည်ရင်အတက်ကြာမရှိရတန်နေပြီယနေ့ညပိုင်းနှင့်မနက်ဖြန်နံပိုင်းတို့တွင်ပြန်လည်ကြာဆင်းနိုင်ပါသည်အေယဝတီမြည်ရင်မြင့်တက်မှုကို24နိုင်ဆောင်ကြည့်တင်ပြပေးနေပါရရှင်။ ထူးခြားမှုရှိလာရင်အချိန်နဲ့တပြင်းညီတင်ပြပေးသွားပါမယ်။နောက်ထပ်ပြီးအော်တိုဘလ73ရက်နေ့နေ့လယ်12နာရီမှအော်တိုဘလ16ရက်နေ့နေ့လယ်12နာရီထိရခိုင်ပြည်နယ်တနင်္သာရီတိုင်း AOD တိုင်းတို့တွင်နာရီ125ရက်တွင်မိုးရေချိန်3လမ်းမှထက်ရွာသွန်းရရှိနိုင်ပြီးကြံတပြည်လုံးတွင်မိုးနှဲငယ်မှမိုးတင်းတင့်ဆက်လက်ရွာသွန်းနေနိုင်ပါသည်။ယနေ့အော်တိုဘလ73ရက်နေ့နေ့လယ်ပိုင်းမိုးခန့်မှန်းချက် မိုးတိမ်တောင်ခြေနေကိုကြည့်ပြီးခမန်းချက်ရရန်ကုန်မဥပင်ပတ်သိမ်းချောင်းသာပြင်းတရက်မင်းတုံစင်ပါဝဲမင်းလာမကွေနမ်းမောင်မြို့သက်ပျော်ပွင်ရေနံချောင်းစင်ဖြူကျွန်းကြောက်ပတောင်ချောင်းမြိုင်နေပေါ့ဒေတာရီမှာမိုးကြီးနိုင်ပါ रे အကယ်၍ပေါ်ပြပါဒေတာရီမှာတစ်ပင်တစ်တော်ရီမရှိလို့အေးအေးတန်နေနေမယ်ဆိုရင်တော့မိုးဟာကြော်ခွာပြီး AOD မြင့်အနာဘကန်ကိုဆက်သွားနိုင်တယ်လို့ခံမှန်းရပါတယ်။ဆက်လက်ပြီးနှမမလို့သားအချိန်လေးဘလို့ရှိမလဲ။ဘင်္ဂလားပလင်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အချိန်လေးသေစိတ်ကိုကြည်လိုက်ကြရအောင်။2025ခုနှစ်အော်တိုဘားလ13ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်ရဘင်္ဂလားပလင်အော်ချိန်နေဘင်္ဂလားပလင်အော်အရှိမပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပလင်အော်အရှိလယ်ပိုင်းတွင်တိမ်အထင်အင့်ဖြစ်ထွန်းနေပါတယ်။ကပလီပလင်ပြင်နေကျန်ဘင်္ဂလားပလင်အော်တို့တွင်မော့တော်လီအာနေနေပါတယ်။ မနက်ဖြန်နံနက်ထိခမ်းမန်းချက်သတင်းတိုင်းတိုင်းဒေသကြီးတွင် နေရာနှံပြရန်ကုန်တိုင်းဒေသကြီးအေအော်တီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာစိစိနေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထစ်ဆုံရမည်။ရွာရန်ရာနှုန်းဖြစ်ဖြစ်ပါရင်နေပြီးတော့နေရာကွက်ကြားမှုထစ်ဆုံရမည်။ ရန်ကုန်ကပ္ပအင်းနေရာကွက်ကြားမုတ်တစ်ချုံရမည်မန္တလေးနေရာကွက်ကြားမုတ်တစ်ချုံရမည်ဖက်ကူနေရာကွက်ကြားမုတ်တစ်ချုံရမည်မကွေးနေရာကွက်ကြားမုတ်တစ်ချုံရမည်ဟုံမလင်းနေရာကွက်ကြားမုတ်တစ်ချုံရနိုင်ပါတယ်မုံရနေရာကွက်ကြားမုတ်တစ်ချုံရနိုင်ပါတယ်ပတ်သိမ်းနေရာကွက်ကြားမုတ်တစ်ချုံရမည်တဝဲနေရာကွက်ကြားမုတ်တစ်ချုံရမည်မြေကြီးနာနေရာကွက်ကြားမုတ်တစ်ချုံရနိုင်ပါတယ်ရိုက်ကောနေရာကွက်ကြားမုတ်တစ်ချုံရနိုင်ပါတယ် ဖတ်အန်နေရာကွက်ကြောင့်မွတ်ထစ်ချောင်းရမီဟာခါနေရာကွက်ကြောင့်မွတ်ထစ်ချောင်းရနိုင်ပါတယ်။မော်လမြိုင်နေရာကွက်ကြောင့်မွတ်ထစ်ချောင်းရမီစစ်တွင်နေရာကွက်ကြောင့်မွတ်ထစ်ချောင်းရနိုင်ပါတယ်။လာရှိုနေရာကွက်ကြောင့်မွတ်ထစ်ချောင်းရနိုင်ပါတယ်။တောင်ကြီးနေရာကွက်ကြောင့်မွတ်ထစ်ချောင်းရမီကျိုင်းတုံနေရာကွက်ကြောင့်မွတ်ထစ်ချောင်းရနိုင်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရော်တီတိုင်းဒေသကြီး သတင်းတိုင်းတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရနေရာတခြားတွင်မိုးရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ချုံခြင်းမိုးကြိုးပစ်ခြင်းတရစီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစသည့်မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပေးနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်ခမ်းမန်းချံကပလီပလင်ပြင်းနှင့်ဘင်္ဂလားပလင်အော်တာမိုင်းတို့တွင်မုတ်တုံလီအာနေနေမည်။ နေပြည်တော်နေတဝိုင်းအတွက်မနက်ဖြန်နံနက်အထိခံမှန်းချက်နေရာကွက်ကြားမူတစ်ဆောင်ရမည်ရွာရံရံုံပြည့်ဖြစ်ပါရင်ရန်ကုန်မြို့နယ်ဒီတဝိုင်းအတွက်မနက်ဖြန်နံနက်အထိခံမှန်းချက်နေရာကွက်ကြားမူတစ်ဆောင်ရမည်ရွာရံရံုံပြည့်ဖြစ်ပါရင်မန္တလေးမြို့နယ်ဒီတဝိုင်းအတွက်မနက်ဖြန်နံနက်အထိခံမှန်းချက်နေရာကွက်ကြားမူတစ်ဆောင်ရမည်ရွာရံရံုံ80ဖြစ်ပါရင်နောက်ဆုံးနေ့ဖြင့်ပင်လယ်ပြင်ခီးသွားများအတွက်မူလီဝတာခံမှန်းချက်များကို တင်ဆက်ပေးသွားပါမည် မြမပလဲပြင်လှိုင်းနှဲငယ်မှလှိုင်းတင်တင်ရှိမည်လှိုင်းမြင့်မှမြမကန်ရန်တရှာနေကန်လွန်ပလဲပြင်တို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါသည်ရန်ကုန်မှတနင်္သာရီကန်ရန်တရှာပလဲပြင်ခီရအတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မွန်တဲမှနောက်24နာရီတွင်ခန့်မှန်းချက်မိုးလေဝသချိန်နေနေရာအနှံ့ပြားမူထစ်ချုံရမည်အမြင်တာလီမိုင်းမိုးရစင်တမိုင်းခန့်ရေပြင်းလီအနောက်သို့မောနာမြတနင်္သာရီပလဲမိုင်း9:30မိုင်း တခါတရံ -10 မှ25မိုင်။လှိုင်းချီနေလှိုင်းနေငယ်မှလှိုင်းတင်းတင်းရှိမည်။လှိုင်းမြင့်လေးပင်မှ6ပေခန်။ရန်ကုန်မှာရခိုင်ကဲရန်တလျှောက်ပလဲပြင်ခီရဲ့အတွက်မလို့သားခမ်းမန်းချံ။ယနေ့မွန်တဲမှနောက်24နာရီတွင်ခမ်းမန်းချံ။မလို့သားချီနေနေရာွက်ကြားမုတ်တချုံရမည်။အမြင်တာလေးမိုင်မွေရစင်တမိုင်ခက်ရေပြင်းလေးမြောက်သွမောနာမြောင်။တနိုင်ပလဲမိုင်9:30မိုင်။တခါတရံ -10 မှ25မိုင်။လိုင်းချီနေ လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိမြီလှိုင်းမြင့်၄ပြီမှ၆ပြီခန့်တို့ဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်ပေးသွားခဲ့ကြပါဦးနော်။